ဇေယမင်းသူဝန်ကြီးကလေးပုံမြင်များထဲမှာတချင်းတဲ့ဂျိုးကလေးဆိုတဲ့ပုံမြင်လေးကိုဖတ်ပြပါမယ်။တခါတော့ငါလောင်ချိုင်ကလေးတစ်ခုထဲမှာဂျိုးကလေးတစ်ကောင်ရှိတဲ့ဂျိုးကလေးကချစ်စရာကလေးတဲ့ဂျောကုန်းကညွညူရင်ပုံကဖွေဖွေလေဝင်းကပျောက်ပျောက်နဲ့ဆိုတော့ချစ်စရာလေးပေါ့။တခုကူးကူးနဲ့ကူလိုက်ပြန်တော့လေတနာစရာကလေးတဲ့။သူဘာကြောင့်ဝင်ကူးနေသလဲ။ နေရောင်ကြီးအကြောင်းကူတဲ့ကောင်းခင်ပြအကြောင်းကူတဲ့ထနောင်းမင်အကြောင်းကူတဲ့ဗန်းတော်ဘူးအကြောင်းကူတဲ့ဘိုးထောင်သူတဲလေးအကြောင်းလေးကူတာပဲတဲ့သူနေရတဲ့တောင်အင်ကလေးကအင်ပဒန်ချင်းမြောင်းရတဲ့အထဲမှာနားစရာဝါရင်းလေးရရှိနေလို့သူခမရမှာတန်းပေါ်ကနေတန်းအောင်ခုံစင်းမှုတော့နေရာမရှိရှာဘူးတဲ့အတောင်ခတ်ဖို့တော့ဝေးရောပေါ့ နောက်ပြီးဒီလောင်ဆိုင်တွေကိုဘလို့များကန်ဆိုးလို့ရောက်နေရပါလိမ့်ဆိုပြီးအဆင်မကောင်းရှာမှုတဲ့သူဟာလေတမနက်ခင်းလေခွေးထဲမှာအစာရှာနေတော့ပဖမ်းခံရပြီးအခုလိုငှဲ့မှုဆိုးဆိုင်ကိုရောက်လာရတဲ့ဆိုင်ထဲမှာငှက်တွေအများကြီးရှိပြီးအများအပြားတော့ဆာကလေးတွေပေါ့ဒါကြောင့်ကျိုးလောင်ကိုလောင်ဆိုင်ကြီးကြီးထားစရာနေရာမရှိဘူးတဲ့ ဒုက္ခများလောင်ကျိုင်းငင်ငယ်ကလေးထဲမှာချင်းချင်းကျက်ကျက်နေရတာပေါ့ဂျိုးကလေးဟာတနေ့လုံးဖူးနေတာပဲတဲ့အချားလဲလုတ်ဆရာမရှိပဲကိုဒုက္ခများပြန်လဲမပြန်နိုင်ခုခုံဒီခုံနဲ့ခုံပြီးအချားလဲမရှာနိုင်တောင်းနေကြရေးအိုင်ကလေးတဲ့ကရေးကြီးရေးအေးကလေးကိုလဲတွားပြီးမတောင်းနိုင်ခြေတောက်ချင်ရင်တံဖြူခွက်ကလေးတစ်ခုတည်းရရေးကိုတောက်ရတယ်အစာစားချင်ရင်တံဖြူခွက်ကလေးတည်းတစ်ခုတည်းအစာကိုစားရတယ် ြင်းစရာကြီးပေါ့ဂျိုးကလေးဟာနေအောင်ကြီးကိုမြင်ရတယ်ကောင်းငင်များကိုမြင်ရတယ်ဒါပေမဲ့တစ်ပင်ဆိုရင်တပင်မှမမြင်ရဘူးလေနှင်းမှုဆူဆိုင်ကရွာလေကောင်ဈေးပိုင်းမှာဖြစ်နေတာကိုဒီတော့သူနားနေကြထနောင်းမိကလေးကိုတတိယပြီးထနောင်းမိကလေးအကြောင်းကိုကူတတဲ့သူအစာကောက်နေကြပန်းတော်ဖြူမျက်ခင်းကလေးကိုလွမ်းလို့ပန်းတော်ဖြူမျက်ခင်းကလေးအကြောင်းကိုကူတတဲ့ နောက်ပြီးတော့တစ်ခတ်ခြောက်ကလေးတွေနဲ့သူဆောက်ခဲ့တဲ့အတိုက်ကလေးတွေကြားကိုလည်းကုသတဲ့သူမရဂျိုးလေးအကြောင်းကိုလည်းကုသတဲ့အထူးသဖြင့်တော့ဂျိုးမကလေးမကြားခင်ကဥထားတဲ့ဂျိုးကလေးနှလုံးအကြောင်းကိုပူရှာတဲ့ဂျိုးကလေးဟာသူ့လေခွင်းကိုသူပြန်ချင်နေတာပေါ့လေထွက်လို့မိုးလင်းနိုင်သူပြန်ရလိမ့်မယ်လို့ထင်မိတဲ့ဒါပေမဲ့လောင်ဆိုင်ကလေးထဲမှာသူကများအတောင်တော်မခတ်နိုင်ရှာဘူးလေဒီတော့သူ့နှလုံးကလေးဟာကွဲကနေနေပြီပေါ့ တို့တော့အကူတော့မပြဘူးလေတကူကူကူတကူကူကူတကူကူကူဒီကူတဲ့လူတွေကအများအပြားသဘောကျတယ်ခညက်တဲ့ကြီးတော်ဖူးမကတော့မနဲ့တိုင်ဇေယအပြန်မှာပြမှုဆိုဆိုင်နာရက်ပြီးသူကူတဲ့ကိုနားထောင်တယ်ခေါင်းကြီးအိမ်ကအဖိုးကြီးကတော့နားညိတယ်ဆိုပြီးချိန်စဲနေရပဲကျွမ်းစောမကြီးတော်သိန်းတို့ကတော့အကျိုးကလေးကိုဒီလောက်ကျင်းနဲ့လောင်ဆိုင်နဲ့ထားရမလားလို့အပြစ်ဆိုတယ် ကျောင်းသားကလေးတွေကလည်းကျောင်းမချိန်မှဆိုရင်လောင်ကျိုင်းကလေးနားမှာဝိုင်းပြီးနားထောင်ကြတယ်။ဂျိုးကလေးကတော့သူတို့ကိုဂရုမစိုက်နိုင်ဘူး။ရင်ကလေးကွဲသွားတော့မတက်တကူတည်းကူနေရပဲတဲ့။သူ့ကူတန်ကလေးကလည်းตายာဆုံးကူတန်ကလေးတဲ့။အဲ့ဒါတော့ဒီနေ့တော့ကမွန်နမနေ့ရောက်ငှက်မဆိုးအိမ်ရှိကိုရောက်လာတယ်။သူတို့မွန်နမဟာတန်တန်ပြန့်ပြန့်ပဲတဲ့။ဒါပေမဲ့အဝတ်စားကတော့ခက်နွမ်းပဲ။ယောက်ျားကလေးရဲ့တင်တိုင်းကတော့ဖြင့် ဟာလက်ကလေးအောင်ရှုပ်နေရှာတဲ့သူတို့နှစ်ယောက်ဟာဂျိုးကူတန်းကိုရက်ပြီးငါးထောင်ရင်မောင်ကလေးကပြောတဲ့မမရင်ဂျိုးကလေးခုန်ပြီးလိုက်တာချစ်စရာမကောင်းဘူးလားလို့ပြောတဲ့လောင်ကျိုက်ကလေးကလည်းကျင်းလိုက်တာအတောင်တော့ဆန့်လို့ရမှာမဟုတ်ပါဘူး။ဒါနဲ့တော့ကူးရှာနေသေးတယ်နော်လို့ဆက်ပြောတဲ့။အော်လူလူဘာမှမလုပ်နိုင်တော့ခုလို့ပဲနေရတော့တာပဲထင်ပါရဲ့မောင်လေးရဲ့လို့သူမကပြောတဲ့။ ဂျိုးကလေးကလည်းကူရာပွန့်လေးနေအောင်ကြီးအကြောင်းကူလိုက်ကောင်းငင်မြအကြောင်းကူလိုက်တနောင်းမင်းအကြောင်းကူလိုက်ဘန်းတော်ဘူးအကြောင်းကူလိုက်သူချစ်တဲ့ဂျိုးမလေးအကြောင်းကူလိုက်အတိုက်သေးကဥကလေးနှလုံးအကြောင်းကူလိုက်နေကူးနေလိုက်တိုင်းရင်ငွေးနာကြတော့မလောက်ပဲတဲ့ဒီတော့မွန်မွန်ညောင်လေးဝမ်းနေပက်လက်ဖြစ်ကြတာပေါ့ဂျိုးကလေးကူတိုင်းရဲ့အတိတ်ပဲကိုသူတို့နားလေကြတာကို တို့ဘောင်တို့မှလည်းမကြာခဏဆိတ်ဆင်းရဲမှုတော့ဂျိုးကလေးဆိတ်ဆင်းရဲတာကိုတို့နားလည်ကြတာမို့ဂျိုးကလေးဟာလိုချင်တာကိုမရလို့ကူနေတယ်ဆိုတာကိုတို့သိကြတဲ့။ဒါနဲ့မောင်တို့မှနှစ်ယောက်သားမျက်ရည်လေးတလေလေးနဲ့တယောက်မျက်နှာတယောက်ကိုကြည့်ကြတဲ့။ဂျိုးကလေးကတော့ဆက်ပြီးကူမြဲကူနေတာပေါ့။ဒီခါမှာမောင်လေးကဆိုင်ထဲကိုကြည့်ပြီးဒီဂျိုးကလေးကိုဘလောက်နဲ့ရောက်မှလဲခင်ဗျာလို့မေးလိုက်တဲ့။ဒီတော့ဆိုင်ရှင်ကနှစ်ချက်ခွင်းနဲ့ရောက်မယ်လို့ပြောတယ်။ ညာလိုက်တာခင်ဗျာဒါပေမဲ့မမကြီးတနည်းနည်းနဲ့တော့ဒီငွေကိုရအောင်ရှာပြီးဂျိုးလေးကိုဝယ်ရအောင်နော်ခဲခဲအိမ်ပြန်ပြီးငွေရဖို့ကြံကြားဆိုလို့မောင်ကလေးကအမကိုပြောတယ်အဲ့လိုနဲ့ပြည့်ရကြသွားရောတဲ့ဂျိုးလေးကလည်းရှိကားလောက်မခုတော့ဘူးတဲ့အစားလည်းမစားဘူးတဲ့ခေါင်းကလေးဆိုင်ပြီးမိုင်းလူသာနေတော့တဲ့ဒီလောင်ကျိုင်းကလွတ်ပြီးသူ့ဌာနလေခွင်းလေးကိုပြန်နိုင်တော့မေးလို့မထင်တော့ဘူးတဲ့ ၃ရက်နေမနေ့ကျတော့မွန်မွန်နေ့ရောက်ဟာမျက်နှာထားရှင်ရှင်ပြုံးပြုံးနဲ့ငင်းမုံဆူဆိုင်ရှိကိုရောက်လာကြတယ်ဆိုပဲ။မွန်ကလေးရဲ့အင်းကြီးအချိန်မှာမှွင့်ငွေနှစ်ချက်ခဲနေရတယ်ဘလို့များရလာပါလဲ။တို့မွန်မွန်နေ့ရောက်ဟာဂျိုးလေးစီကိုပြန်သွားကလေးကအိမ်မှာမနေဘူးတဲ့။ရွာထဲလျှောက်ပြီးထင်းပေါက်တဲ့အခါပေါက်ရင်ခတ်တဲ့အခါခတ်ကုလီထမ်းတဲ့အခါထမ်းလို့ပတ်လာဆန်ရှာလိုက်တာအခုငွေနှစ်ချက်ခွဲရလာပြီပေါ့ ခါကြောင့်ဟောမောင်ကလေးကလေဂျိုးကလေးကိုလှောင်ချိုင်ကလေးနဲ့အတူငွေနှစ်ချက်ခွဲပေးပြီးဝေးလိုက်တာပေါ့ပြီးတော့သူတို့မောင်နှမဈေးပိုင်းကနေပြီးရွာလေလမ်းတိုင်းရှောက်သွားလိုက်ကြတာခဏလေကြာရောရွာထိပ်ကိုရောက်တဲ့ဒါပေမဲ့သူတို့မရက်သေးဘူးတဲ့အချက်ပြီးငါးမိုင်လောက်သွားတော့မှတနောင်းပင်ကလေးတွေပေါက်နေတဲ့ပန်းတော်ပြုံမြက်ခင်းကလေးကိုရောက်ကြတဲ့မြက်ခင်းကလေးဟာနက်နက်နေအောင်ခြေထဲမှာတဲပြီးตายရတယ်ဆိုဖို့ပူချွေးကလေးတွေကလည်းခြုံပေထဲမှာအော်လို့တဲ့ အဲ့ဒီခါမှာကြောက်ကြောက်လန့်လန့်နဲ့လောင်ကျိုင်တဲကတန်းမှာကုတ်ပြီးနေခဲ့တဲ့ဂျိုးကလေးဟာကူရော့တာပဲဒီလေကွီးဒီမျက်ခင်းကိုသူတိတာကိုကူရော့တာပေါ့ဒီဌာနမှာပဲသူကဥကပောက်ခဲ့တယ်ဒီဌာနမှာပဲသူပြန်တင်ခဲ့တယ်ဒီဌာနမှာပဲသူဇနီးနဲ့ဥကလေးတွေရှိတယ်ဒီဌာနကိုသူအင်မီနန့်ချစ်တာပေါ့ကဲမောင်လေးလွတ်ကြစို့လို့အမလုပ်သူကပြောတော့မောင်ကလေးဟာလေမြကြီးပေါ်မှာဒူးထောက်ပြီးလောင်ကျိုင်လေးကိုမျက်ခင်းပေါ်မှာခြားတဲ့ နောက်ပြီးတကားကလေးကိုဖွင့်တဲ့ဖွင့်ပြီးတော့သူတို့မောင်နှမကနောက်ဆုတ်ပြီးရက်ကြည့်နေတဲ့ဂျိုးလေးနဲ့တကားကလေးပွင့်နေတာမြင်မိမယ်ပထမတော့ဘာလို့ရမှန်းမသိလို့ငင်းနေတဲ့နောက်မှအပေါက်ကခေါင်းကလေးထုတ်ကြည့်ပြီးဖြုတ်ဆူခုံထွက်လိုက်တဲ့ ဒါပေမဲ့အတောင်မခတ်ရတာကြတော့ပြန်ရမှာတော့မတက်တလို့ဖြစ်နေရသတဲ့။နောက် ခုခုံဒီခုံလုတ်ပြီးခဏကြာတော့လောင်ကျိုင်ထဲမှာမဟုတ်တော့မှန်းသိပြီးမျက်ခင်းကိုငုံကြည့်လိုက်။ခေါင်းငင်ပြောအောင်မော့ကြည့်လိုက်လုံနေရတာထနောင်းမိကလေးဘောကိုပြန်တက်သွားရသတဲ့။အိုအဲ့ဒီအခါမှာတကူကူတကူကူနဲ့ကူလိုက်တာတကင်းလုံးကိုရှင်ရံသွားတော့မတက်ပဲတဲ့ပြောတာကိုကူမှာပေါ့သူအခုလွတ်လပ်သွားပြီ ခေါင်းမနှစ်ယောက်လဲစောင့်ကြည့်နေကြရင်မောင်လေးကပြောတဲ့မမရင်ဂျိုးလေးတော့သူ့ဂျိုးမလေးနဲ့တွေ့ရတော့မှာပေါ့နော်ခုကလေးနှလုံးကိုလည်းမြင်ရတော့မှာပေါ့လို့ပြောတဲ့ဒီတော့အမကအေးပုံမောင်လေးရင်သူ့ပြန်တွေ့ပြီးသိပြောချမှာပေါ့လို့ပြန်ပြောတဲ့နောက်ဂျိုးကလေးကလူကောင်းတော်မောင်လေးလည်းတောင်ချိုင်းကိုမြင်ကြီးပေါ်မှာရိုက်ချုံလိုက်ပြီးနေမင်းကြီးမောင်မနှစ်ယောက်ပျော်ပျော်ပြုံးပြုံးနေရွာကိုပြန်လာကြတဲ့ ဂျိုးကလေးအကြောင်းဟောဒီတချင်းကလေးကိုမှကြခွဲ့လွတ်လပ်လို့ကူသူလို့ဖြင့်ဟုတ်ဘူးရွှေဂျိုးကိုတောင်ပန်ခတ်တယ်မြန်ရမမျိုးကု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 ဟိုမြေကြီးရတာပါပဲနော်